ာပါရှင်ကျမကတော့ဂျာမုံပါစက်တင်ဘာ26ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ပွဲပြီးသွားရင်ရာဒူးကနှုတ်ထွက်မယ်လို့ယူကရိန်းသမ္မတပြောတဲ့အကြောင်းဖိလစ်ပိုင်မှာရပ်ပိုင်းအတွင်းမုံတိုင်းကြောင့်လူ၄သိန်းခန့်ရှေ့ပြောင်းရတဲ့အခြေအနေနေတို၄ပိုင်းနဲ့နာရုရှားတိုက်လေယာဉ်တွေချဉ်ကပ်ခဲ့တဲ့ဖြစ်စဉ်ဒါတွေကိုပြောပြပေးမှာပါစစ်ပွဲပြီးရင်ရာဒူးကနေနှုတ်ထွက်ပေးဖို့အသိရှိကြောင်းယူကရိန်းသမ္မတဗလိုဒီမာဇလမ်စကီကပြောကြားခဲ့ပါတယ် Axios website နဲ့ video interview တခုထဲမှာ Zelensky ကသူဟာရုရှားနဲ့စစ်ပွဲပြီးသွားရင်ယာဒူးကနှုတ်ထွက်ပေးဖို့တွေးထားပြီးသားလို့အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။ရုရှားနဲ့စစ်ပွဲပြီးသွားရင်ယာဒူးကသူနှုတ်ထွက်ပေးမှာဖြစ်ကြောင်းသူကရွေးကောက်ပွဲထပ်ဝင်ဖို့လဲစဉ်းစားမထားကြောင်းရွေးကောက်ပွဲဝင်ဖို့ကသူ့ရဲ့ရည်မှန်းချက်လည်းမဟုတ်ကြောင်း Zelensky ကဆိုပါတယ်။လက်ရှိခက်ခဲလွန်းတဲ့ကာလမျိုးမှာသူအရန်လိုချင်တာကတော့နိုင်ငံနဲ့အတူရှိနေပြီးအတက်နိုင်ဆုံးကူညီဖို့ဖြစ်ကြောင်း သူရဲ့ရည်ရွယ်ချက်ကစစ်ပွဲကိုဆုံးသတ်ဖို့ဖြစ်ကြောင်းလဲဇလမ်စကီကပြောကြားသွားပါတယ်။ယူကရိန်းမှာသမ္မတရွေးကောက်ပွဲကို2024ခုနှစ်မှာကျင်းပဖို့ရှိခဲ့ပေမဲ့လည်းစစ်ပွဲကြောင့်ဆေးအုပ်ချုပ်ရေးကြီးညာထားရလို့ရွေးကောက်ပွဲတွေမလုပ်နိုင်ခဲ့ပါဘူး။အရင်ကဟာသသရုပ်ဆောင်ဖြစ်ခဲ့တဲ့ဇလမ်စကီက2019ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရပြီးသမ္မတဖြစ်လာခဲ့တာပါ။2022ခုနှစ်မှာရုရှားကျူးကျော်စစ်စတင်တဲ့အခါသူကယူကရိန်းရဲ့စစ်ကာလခေါင်းဆောင်ဖြစ်တာဝန်ယူခဲ့ရပါတယ် သုံးနှစ်ခွဲကျော်ကြာမြင့်လာတဲ့စစ်ပွဲကာလတလျှောက်မှာဇလမ်စကီကပြည်သူအများစုရဲ့ယုံကြည်အားကိုးမှုကိုရရှိထားပါတယ်။ Kiev မြို့တော်မှာရှိတဲ့ International Institute of Sociology ကစက်တင်ဘာလမှာကောက်ယူခဲ့တဲ့လူထုအမြင်စစ်တမ်းမှာတော့မဲပေးသူ59ရာခိုင်နှုန်းကသူတို့ရဲ့တမရကိုယုံကြည်နေစေလို့ဆန္ဒပြုခဲ့ပြီး34ရာခိုင်နှုန်းကတော့ဇလမ်စကီရဲ့ခေါင်းဆောင်နိုင်စွမ်းကိုမယုံကြည်ဘူးလို့သဘောထားမှတ်ချက်ပေးခဲ့ကြပါရဲ့ရှင်။ ဖိလစ်ပိုင်နိုင်ငံမှာရပိုင်အတွင်ဒုတိယမြောက်မုံတိုင်းတစ်ခုဖျက်ဆီးတိုက်ခတ်မှုနဲ့ကြုံခဲ့တဲ့နောက်လူ3ဦးထပ်မံနေသေဆုံးပြီးလူ4သိန်းလောက်အရေးပေါ်ရှေ့ပြောင်းထားရပါတယ်။အခုသတင်းပတ်အစောပိုင်းမှာဖိလစ်ပိုင်မြောက်ပိုင်းကကျွန်းတွေကိုဖျက်ဆီးသွားတဲ့စူပါတိုင်ဖုန်းမုန်တိုင်းကြီးရာဂါဆာရဲ့အကြမ်းကြမ်းဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေမပြီးဆုံးသေးခင်မှာတင်အပူပိုင်းမုန်တိုင်းဘူအာလွန်ကဖိလစ်ပိုင်ရဲ့အဓိကကျွန်းကြီးဖြစ်တဲ့လူဆောင်ကိုအရှိတောင်ဘက်ကနေအနောက်မြောက်ဘက်စီကန့်လန့်ပြတ်ဖြတ်တန်းသွားခဲ့တာပါ စက်တင်ဘာ26ရက်နေ့မှာမုံတိုင်းဖြတ်တန်းသွားတဲ့နောက်မိုးသည်သည်ထနဲ့ရွာသွန်းမှုတွေဖြစ်ခဲ့တယ်လို့လူဆောင်ကျွန်းရဲ့ဘီကိုဒေတာမှာအုံနိုင်ရန်ပြောကြလို့လူ3ဦးသေဆုံးခဲ့ပါတယ်။အားအပြင်းဆုံးအချိန်မှာတနာယီလေးတိုင်လုံး130ကီလိုမီတာထိရောက်ရှိခဲ့တဲ့ဘူအာလွန်မုံတိုင်းကြောင့်လူဆောင်ကျွန်းအနှံမှာမြေပြိုတာ၊ရေကြီးတာ၊တစ်ပင်တွေအမြစ်ကနေကျွတ်ထွက်တာတို့ဖြစ်ပေါ်ခဲ့ပါတယ်။မုံတိုင်းဖြတ်တန်းမဲ့လမ်းကြောင်းတစ်လျှောက်မှာလူပေါင်း၄သိန်းလောက်ကိုကြိုတင်ရွှေ့ပြောင်းပေးထားတဲ့အတိုင်းတချို့နေရာတွေမှာအိမ်တွေရေမြုပ်ကုန်လို့ ဒေသခံတွေကအမိုးပေါ်ထိတက်ပြီးရေပေးရှောင်နေရတယ်လို့ကေဇယ်ရဲအဖွဲ့တွေကပြောပါတယ်။ဘီကိုဒေသမှာတော့မုန်တိုင်းကျော်လွန်သွားတဲ့နောက်လမ်းတွေပေါ်ကန့်လန့်ပြက်လဲကျနေတဲ့တစ်ပင်တွေကိုဒေသခံတွေတာဝန်ရှိသူတွေနဲ့စေတနာဝန်ထမ်းတွေပူးပေါင်းပြီးစတင်ရှင်းလင်းနေပါတယ်။ Pacific သမုဒ္ဒရာတွေကကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ကနှစ်စဉ်တိုင်ဖုန်းရာသီတွေရောက်တိုင်းပြင်းပြတနစ်ကိုမုန်တိုင်း20လောက်ကျုံနေကြဖြစ်ပါတယ်။အခုနှစ်အတွင်းကမ္ဘာပေါ်မှာဖြစ်ခဲ့သမျှတဲ့အားအကောင်းဆုံးမုန်တိုင်းဖြစ်သတ်မှတ်ခံရတဲ့ရာဂါစာကြောင့် လူတွေထောင်ထဲချီယာယီရွှေ့ပြောင်းခဲ့ပြီးနေရက်မပြောင်းရသေးခင်မှာတင်နောက်ထပ်မုံတိုင်းတစ်ခုကဖိလစ်ပိုင်ကိုဖျက်ဆီးခဲ့တာဖြစ်ပါရရှင်နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့လေပိုင်နဲ့နောက်ချင်းကလာတဲ့ရုရှားစစ်လေယာဉ်တွေကိုဂျားဖြတ်ဟန်တားဖို့ဟန်ဂေရီလေတပ်တိုက်လေယာဉ်တွေအရေးပေါ်ပြန်တက်ခဲ့ရပါတယ်စက်တင်ဘာ25ရက်နေ့တုန်းကရုရှားတိုက်လေယာဉ်တွေကိုရေဒါမှာထောက်လန်းတွေ့ရှိခဲ့တဲ့နောက်လေတူရင်းနီးယားနိုင်ငံစီယူလာယီမြို့မှာခြေစိုက်ထားတဲ့ဟန်ဂေရီလေတပ်ရဲ့ဂရစ်ပန်တိုက်လေယာဉ်တွေကချက်ချင်းပြန်တက်ခဲ့ရတာလို့ နေတိုးရဲ့စူပေါင်းလေတပ်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ရုရှားတိုက်လေရဲ့၅စီးကနိုင်ငံတကာလေကြောင်းပြန်တမ်းမှုလုံခြုံရေးစည်းမျဉ်းတွေကိုမလိုက်နာပဲနေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့လက်တဗီးယားရဲ့လေပိုင်နက်နာအထိချင်းကပ်ပြန်တမ်းခဲ့တယ်လို့နေတိုးကဆွဆွဲထားပါတယ်။ဟန်ဂေရီတိုက်လေရင်တွေကရုရှားလေရင်တွေနေတိုးလေပိုင်နက်ရဲ့အဝေးထိရောက်သွားတာတေချာအောင်စောင့်ကြည့်ပြီးတဲ့နောက်အခြေစိုက်စခန်းစီပြန်ရောက်လာခဲ့တယ်လို့သိရပါတယ်။နေတိုးကအဖွဲ့ဝင်နိုင်ငံတွေရဲ့လေပိုင်နက်ကိုတလက်မမှကျူးကျော်မခံရအောင် စက္ကန့်မလတ်အချိန်ပြည့်စောင့်ကြည့်ကာကွယ်နေမယ်လို့လည်းကြေညာခဲ့ပါတယ်။အခုလာတဲ့မှာနေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ပိုလန်၊ရိုမေးနီးယားနဲ့အက်စတိုးနီးယားတို့ကရုရှား drone တွေနဲ့တိုက်လျင်တွေရဲ့ပိုင်းတဲ့ကျူးကျော်ပြန်တမ်းမှုတွေကိုကြုံခဲ့ရပါတယ်။အက်စတိုးနီးယားကိုရုရှားတိုက်လျင်သုံးစီက12မိနစ်လောက်ကြာအောင်နေကျော်ပြန်တမ်းခဲ့တဲ့ဖြစ်စဉ်ပြီးမှာတော့နေတိုးကနောက်တစ်ချိန်အလားတူထပ်ဖြစ်လာရင်အင်အားသုံးပစ်ချတာမျိုးအပါအဝင်လိုအပ်တဲ့နီလန်အားလုံးကိုအသုံးပြုပြီးတုံ့ပြန်မယ်လို့ရုရှားစီသတိပေးထားပါတယ်။ ရုရှားကတော့နေတိုးရဲ့လေပိုင်းနဲ့ကိုရန်စကျူးကျော်ခဲ့တယ်ဆိုတဲ့အပေါ်ညင်းဆိုပြီးမဟုတ်မမှန်ဆွဆွဲချက်တွေသာဖြစ်တယ်လို့ဝေဖန်ထားပါတယ်ရှင် People's Print ရဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်